င်္ဂလာပါခင်ဗျာအော်တိုဝါလာ23ရဲ့ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နေပြည်တော်ဝင်ပေါက်အတွက်အရေးပါတဲ့ရေတာရှင်မြို့နယ်ကစစ်အုပ်စုတပ်စခန်းတွေအသိမ်းခံရပြီးနောက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေကိုတရဇက်လုပ်နေတဲ့သတင်းရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီးမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပုံမပြင်းထန်လာတဲ့တဲ့ စကိုင်းမှာတော့မွေပွဲကြိုက်ခန့်ထိသူတွေများပြားလာပြီးစေဝါမလုံလောက်မှုတွေနဲ့ကြုံနေကြရပါတယ်စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေအပေါ်ဗြိတိချ်အတန်ယုံအကြီးအကဲကရှုတ်ချလိုက်ပါတယ်မောင်းမကန်ကမ်းခြေအနီးကျေးရွာတွေကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးပြီးဖမ်းဆီးခံထားရတဲ့စစ်ဆောင်တွေလည်းပြန်မလွတ်သေးတဲ့တဲ့နိုင်ငံတကာသတင်းပတ်မှာတော့အတူအယောင်ရွေးကောက်ပွဲကိုအာဆီယံကပြက်ပြက်တာတာပေချဖို့တွန်အန်ဒရူးစ်ကသတိပေးလိုက်တဲ့သတင်းနဲ့အတူ ဒီနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးအကြောင်းတွေကိုလေးတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။နေပြည်တော်ဝင်ပေါက်အတွက်အရေးပါတဲ့ရေတာရှည်မြို့နေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရေတာရှည်မြို့နယ်မှာရှိတဲ့စစ်အုပ်စုတပ်စခန်းတွေကိုနေပြည်တော် PDF တိုင်းစစ်ဌာနကတိမ့်ပိုက်ပြီးနော် အော်တိုဝါလာ23ရက်ဒီကနေ့အထိလေကြောင်းတိုက်ခိုက်မှုတွေကိုတရဇက်လှုပ်ဆောင်နေတယ်လို့ PDF ကပြောပါတယ်။စေအုပ်စုကစကန်ပြန်ရဖို့လက်နက်ကြီးတွေလေရင်တွေနဲ့ပြက်ခတ်တိုက်ခိုက်နေတာဖြစ်ပြီးတော့တိုက်ပွဲတွေမှာတော့ထိခိုက်တိုက်ပွဲငယ်တွေမှာထိခိုက်မှုတွေရှိတယ်လို့နေပြည်တော်တိုင်းစစ်ဌာနကဗိုလ်လက်ရာကမိစိမကိုပြောပါတယ်။ရေတာရှင်မျိုးနယ်ဟာနေပြည်တော်ဝင်ပေါက်အတွက်မဟာဗျူဟာမြောက်ကြောင်းလေသူကပြောပါတယ်။ အော်တိုဘားလာ20ရက်နေ့မှာတော့ရွာတစ်စခန်းကို PDF တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ကတရင်မှုအပါအဝင်15ယောက်ကြာရှုံးခဲ့ပြီးစစ်3ပန်း2ယောက်ကိုလည်းနေပြီးတော့ PDF ကဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်တောင်းမြေဝင်ဟာနေပြည်တော်နဲ့ထိဆက်ပြီးစစ်ရေးအရာအရေးပါပြီးတော့ PDF ကအခြေဖက်ချမ်းကိုစူးမိုးထားနိုင်တယ်လို့ CDN ဗိုလ်ကြီးစင်ယောကမိစိမကိုပြောပါတယ် PDF ရဲ့ခြေဆန့်လာမှုတွေကစစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်ချိမ့်ချမှုဖြစ်တယ်လို့လည်းသူကသုံးသပ်ထားပါတယ်။အချုပ်အပြင်းပြောရမယ်ဆိုရင်တော့ရတရှိတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်မှာလည်းတက်ရောက်မှုရှိနေပါတယ်ခင်ဗျာ။အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရခိုင်ပြည်နယ်စစ်တွေမြို့အနီးမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေပုံမပြင်းထန်လာတဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးချင်ပါတယ် ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးတဝိုက်မှာစစ်ကော်မရှင်တပ်နဲ့အေအေတို့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေပုံမပြင်းထန်လာတယ်လို့ဒေတာခန်တွေကပြောပါတယ်။စစ်အုပ်စုကအေအေထိန်းချုပ်ထားတဲ့ပုံနဂျိုးနဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေဒရုန်းတွေနဲ့စတင်ပြစ်ခတ်ခဲ့တာကြောင့်အေအေဘက်ကလည်းအော်တိုဘာလဒုတိယသတင်းဘက်ကစပြီးတော့တံပြန်ပြစ်ခတ်နေတာလို့ဒေတာခန်တွေကမီစီမာကိုပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ2025အစောပိုင်းကတည်းကစစ်တွေမျိုးကိုစစ်အင်အားနဲ့လက်နက်ခရမ်းတွေဖြစ်တင်ကာခံစစ်တွေပြင်ဆင်ခဲ့တာပါ CDM ဘိုကြီးစင်ရော်ရဲ့သုံးသက်ချက်အရစစ်တွေမျိုးရဲ့အဓိကအခြေစိုက်စခန်းတွေအများစုဟာမြို့ပြင်ပမှာရှိတာကြောင့်မြို့တွင်းတိုက်ပွဲပြင်းထန်ဖို့ခရင်တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့မြို့ပြင်ထွက်ခွာခွင့်ကန့်သတ်မှုတွေကြောင့်မြို့ခံတွေဟာစစ်ဘေးရှောင်ဖို့အခက်အခဲတွေကြုံနေကြရတာပါ အရခတ်တက်တော် AA ကလည်းအော်တိုဘာလ15ရက်နေ့ထုတ်ပြန်ချက်မှာတော့စစ်တွေမျိုးအနီတိုက်ခိုက်မှုတွေပုံမပြင်းထန်နေကြောင်းဖော်ပြထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရန်ကုန်မြို့မှာရှိတဲ့ British တန်ယုံအကြီးအကဲ Mr. Andrew Jackson ကစစ်ကော်မရှင်အနေနဲ့အရက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေမှုအပေါ် UK အစိုးရအနေနဲ့ရှုတ်ချကြောင်းပြောကြားလိုက်ပါတယ် သူကအခုလိုတိုက်ခိုက်မှုတွေဟာအင်မတန်ကြောက်မက်ဖွယ်ကောင်းပြီးလုံးဝရှောင်ချားရမယ်လောက်ရမျိုးဖြစ်တယ်လို့ကလေးတငယ်တွေရဲ့အခွင့်အရေးတွေကိုပါဆိုးဝါးစွာဖောက်ပြက်တာဖြစ်တယ်လို့လည်းဆိုပါတယ်မစ္စတာအန်ဒရူးဂျက်ဆွန်ကမြန်မာနိုင်ငံမှာစတင်တာဝန်ထမ်းဆောင်မှု၂လတာအတွင်းအတွေ့အကြုံတွေအပါအဝင် UK အစိုးရရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ဂတိကဝတ်တွေကိုအောက်တိုဘာလ22ရက်နေ့ကဗီဒီယိုကနေတဆင့်အခုလိုပြောကြားခဲ့တာပါ UK အစိုးရအနေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအလုံးအတွက်တာဝန်ခံမှုရှိစေဖို့ဆက်လက်တိုက်တွန်းသွားမယ်လို့လည်းပြောပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်မှာစားနပ်ရိက္ခာအလုံးအမင်းလိုအပ်နေပြီးကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ရဲ့အချက်အလက်တွေအရပြည်နယ်တွင်းမှာရှိတဲ့58ရာခိုင်နှုန်းသောမိသားစုဝင်တွေကကလေးတငယ်တွေစားနပ်ရိက္ခာမဖူလုံကြတော့တဲ့အခြေအနေပေါ်စိုးရိမ်ကြောင်းလည်းသူကထက်သွင်းပြောကြားခဲ့ပါတယ်။ ဗြိတိန်ပြည်သူတွေအနေနဲ့လေမြန်မာနိုင်ငံမှာမက်ရှ်လာကဖြစ်ပွားခဲ့တဲ့ငလျင်တုံ့ပြန်မှုတွေအတွက်စတာလင်ပေါင်းတန်း20ကျော်ထက်ဆောင်ရန်ပုံငွေမြင့်တန်ခေးကြကြောင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမြန်မာကလိုအပ်နေတဲ့လူမှုအသိုက်အဝန်းတွေစီရောက်ရှိနိုင်ဖို့ကုလသမဂ္ဂအပါအဝင်မိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုံ့ဆော်နေကြောင်းလည်းပြောပါတယ် အာနာသိန်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါ်ဗြိတိချအတန်ယုံအကြီးအကဲကရှုတ်ချလိုက်တယ်လို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအနာကက်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ UK အစိုးရရဲ့ဂတိကဝတ်တွေကိုလည်းအလေးထားပြောကြားခဲ့ပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းတပဲရင်နဲ့ရွှေဘုံမြို့နယ်အဆက်ဒေသတွေမှာ မွေပွဲကိုက်ခံရသူတွေလူနာတွေတိတိတသာများပြားလာနေတယ်လို့ဒေတာတွင် ကျမ်းမာရေးဆောင်ရွက်မှုပေးနေတဲ့ဆရာဝန်ဒေါက်တာဂွန်းကပြောပါလိမ့်အော်တိုဘာလာတလတဲမှာပဲလူနာ9ရောက်အထိရှိလာခဲ့ပြီးမေလကနဲ့ဩဂတ်စ်လအထိစုစုပေါင်း9ရောက်သာရှိခဲ့တာနဲ့နှိုင်းရှင်မဲ့ဆိုရင်အခြေအနေပိုဆိုးလာတာကိုတွေ့ရပါတယ် မွေပွဲပေါက်တဲ့ယာတီဖြစ်တာကြောင့်လူနာတွေဟာမွေပွဲပေါက်လေးတွေကြိုက်တာကိုအများဆုံးခံခဲ့ကြရတာဖြစ်ပြီးတော့အများစုကတော့ကောက်ဆိုင်ချင်းပြိုးနှုတ်ရင်ကြိုက်ခံရတာလို့သိရပါတယ်။အများစုကတော့ကောက်ဆိုင်ပြိုးနှုတ်ရင်ကြိုက်ခံရတာလို့သိရပါတယ်။မွေကိုက်လူနာတယောက်အတွက်အိန္ဒိယထုတ်မွေစိတ်ဖြစ်စေ28လုံးကနေ42လုံးအထိထိုးနိုင်ဖို့လိုအပ်ပါတယ် လက်ရှိလူနာ9ဦးအတွက်ဆေး250နှလုံးထိုးနှံပြီးဖြစ်ပေမဲ့နောက်ထပ်လူနာတွေအတွက်ဆေးဝါးလုံလောက်မှုမရှိတော့ဘူးလို့ဒေါက်တာဂွန်းကမိစီမာကိုပြောပါတယ်။တပည့်ရင်းနဲ့ရွှေဘိုအဆက်ဒေတာမှာစစ်ပေးဆောင်စကန်9ခုထက်မနည်းရှိနေပြီးတော့စစ်ဆောင်35000လောက်နေထိုင်နေကြတာဖြစ်တာကြောင့်မွေစိတ်ဖြစ်စေအပြင်ခွေးယူကာကွေဆေးတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်စကိုင်းတိုက်ရဲ့မွေကိုက်မှုအခြေအနေဟာဒေသခံပြည်သူတွေရဲ့ကျန်းမာရေးအတွက်အရေးတကြီးဖြစ်ရှင်းရမယ့်ပြဿနာတစ်ရပ်ဖြစ်နေတာဖြစ်ပြီးတော့အချိန်မီဆေးဝါးအကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ဒဝဲခရိုင်လောက်လုံးမြို့နယ်မောင်းမကန်ကမ်းခြေအနီးကကြေးရွာတွေမှာဆေးရဲတင်းမာမှုတွေပြင်းထန်နေပြီးဒေသခံတွေဖမ်းဆီးခံနေရတယ်လို့သိရပါတယ်မြန်မာစစ်ကော်မရှင်တပ်ဟာမောင်းမကန်ကမ်းခြေအနီးကကြောက်စင်သဘောစိတ်ပြင်ကြီး ကမ်ပနီကရင်ကြီးစတဲ့ကြီးရွာတွေအတွင်းအော်တိုဘာလာတတိယပတ်ကစလို့မြေပြင်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်ဒေတာခန့်တွေရဲ့ပြောကြားချက်အရစစ်ပေးချောင်အများပြဖမ်းဆီးခံထားရတာဖြစ်ပြီးတော့အခုထိပြန်မလွတ်သေးဘူးလို့လည်းသိရပါတယ် အော်တိုဘားလာ23ရက်ဒီကနေ့မနက်ပိုင်းမှာတော့စစ်ကော်မရှင်တပ်စစ်ကြောင်းဟာမောင်းမကန်ကမ်းခြေနယ်9မိုင်လောက်သာဝေးတဲ့ကဲပနီရွာကိုရောက်ရှိနေတာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြားစစ်ရဲအခြေအနေတင်းမာနေတယ်လို့ဒေတာခန့်တွေကပြောပါတယ်ဖန်စီခံထားရသူ90လောက်ရှိပြီးအမျိုးသားအမျိုးသမီးအစုံပါဝင်ကရွာသားတွေဟာ16ရက်နေ့ကလေးကထွက်ပြေးခဲ့ကြတာလို့လည်းသိရပါတယ်။ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့တာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကော်မရှင်တပ်ဖက်ကထိခိုက်ချဆမှုတွေများပြားနိုင်တယ်လို့သိရပါတယ်။လောင်လုံးမြို့နယ်အတွင်းဝင်ရောက်နေတဲ့စစ်ကော်မရှင်တပ်ဟာကံပေါအခြေဆိုင်မောရဝတီရေတပ်စခန်းဌာနချုပ်ကနေစစ်တင်ဘောတွေနဲ့ရောက်လာပြီးမှကျေးရွာတွေအတွင်းမြေပြင်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။စစ်ရဲတင်းမာမှုတွေဆက်လက်ဖြစ်ပွားနေပြီးဖမ်းဆီးခံရသူတွေလွတ်မြောက်ရေးအတွက်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်ခင်ဗျာ။ you ပြည်တွင်းသတင်းအပြီးမှာတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးကြပါမယ်။အတူအယောင်ရွေးကောက်ပွဲကိုအာဆီယံကပြက်ပြက်သားသားပေချဖို့တွန်အန်ဒရူးစ်ကတိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုဆက်ပြီးကြည့်ကြရအောင်ပါခင်ဗျာ။မြန်မာနိုင်ငံမှာဆဲအုပ်ချုပ်ရေးကိုပုံမခိုင်မာစေပြီးနိုင်ငံတကာ PR တွေရှော့ချဖို့ရည်ရွယ်တဲ့တရားမဝင်ရွေးကောက်ပွဲတွေကျင်းပမဲ့စစ်ကော်မရှင်ရဲ့အစီအစဉ်တွေကိုအာဆီယံခေါင်းဆောင်တွေကပြက်ပြက်တားတားပြချရမယ်လို့ကုလသမဂ္ဂကျွမ်းကျင်သူတဦးကပြောကြားလိုက်ပါတယ်။အာဆီယံက မြန်မာနဲ့ပတ်သက်တဲ့မဟာဗျူဟာပိုင်းမှာလမ်းဆောင်လမ်းခွာကိုရောက်ရှိနေပြီလို့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှတိုင်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အန်ဒရူးစ်ကပြောကြားလိုက်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့အချက်၅ချက်သဘောတူညီချက်ကိုစစ်အစိုးရကမထီမင်းမြင်ပြုခဲ့ပါတယ်။အခုဆိုနိုင်ငံရဲ့အကျဉ်းသားတောင်းနှဲချီပြီးအကျဉ်းထောင်တွေတည်းရောက်ရှိနေပြီးလွတ်လပ်စွာပြောဆိုခွင့်နဲ့ တည်င်းလွတ်လပ်ခွင့်ကင်းမဲ့နေကအရက်သားတွေကိုစစ်ရေးအရာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပေမဲ့စစ်ကော်မရှင်ကအတူအယောင်ရွေးကောက်ပွဲကိုအာဆီယံကတရားဝင်အသိအမှတ်ပြုတာလိုချင်နေပါတယ်လို့အင်ဒရူးစ်ကပြောပါတယ်အာဆီယံရဲ့ယူအေချက်ကောင်းတဲ့အချက်၅ချက်ပါတဲ့သဘောတူညီချက်ဟာမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးလမ်းကြောင်းပေါ်ကိုမရောက်ရှိစေခဲ့ဘူးလို့လည်းသူကပြောပါတယ် စစ်ကောင်စီရဲ့လိန်လေလှည့်ဖျားတဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုလိုက်တာကမြန်မာနိုင်ငံကို နောက်ပြန်ဆုတ်ဆီมาဖြစ်ပြီးအကာအကွယ်မပေးသင့်တဲ့အရာကို ကာကွယ်ပေးရာရောက်ပါတယ်လို့တွန်အန်ဒရူးစ်ကပြောကြားပါတယ်။အာဆီယံခေါင်းဆောင်တွေဟာစစ်ကော်မရှင်ရဲ့လှည့်စားမှုကို တရားဝင်ဖြစ်စေမဲ့ဘယ်အရာကိုမဆိုခြောင်ချားရမှာဖြစ်ပြီးအဲ့ဒီမှာရွေးကောက်ပွဲစောင့်ကြည့်သူတွေဆေလွှတ်တာလည်းပါဝင်တယ်လို့အထူးကိုယ်စားလှယ်ကပြောကြခဲ့ပါတယ်စစ်တပ်ကအကြမ်းဖက်နှိမ်နှင်းမှုတွေပြုလုပ်ပြီးနိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းဆီးကာအခြေခံလွတ်လပ်ခွင့်တွေကိုချိုးဖောက်နေချိန်မှာရွေးကောက်ပွဲကလွတ်လပ်တရားမျှတပြီးယုံကြည်စိတ်ချရမှာမဟုတ်ဘူးလို့လည်းတွန်အန်ဒရူးစ်ကဆိုပါတယ် တာဝန်ခံမှုတောင်းဆိုဖို့စစ်ကောင်စီရဲ့အကြမ်းဖက်မှုအဆုံးသတ်ဖို့တက်ဆိုင်သူတွေအားလုံးနဲ့အဓိပ္ပာယ်ရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအတားအဆီးမရှိဝင်ရောက်ခွင့်ပေးဖို့တို့ကိုတောင်းဆိုခြင်းဖြင့်ခေါင်းဆောင်မှုပြတ်တာဖို့အာဆီယံကိုမြန်မာပြည်သူတွေကမျှော်လင့်နေကြောင်းလည်းတွန်အန်ဒရူးစ်ကပြောပါတယ်။လာမယ့်ထိပ်သီးအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမဲ့အခိုက်အတန့်ဖြစ်တယ်လို့လည်းတွန်အန်ဒရူးစ်ကပြောကြားခဲ့ပါတယ်ခင်ဗျာ။ ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်နဲ့စားအုပ်စီစဉ်တွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမီဇီမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4050ကျပ်စင်ကာပူ Dollar ကို စစ်ကောင်စီတပ်မစေ1636ဒသမ6လေးကျံပြင်ပပေါင်စေ3129ကျံဥရောပတရူတို့ကိုစစ်ကောင်စီတပ်မစေ1434ဒသမ6လေးကျံပြင်ပပေါင်စေ4929ကျံထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတပ်မစေ63ဒသမ96ကျံပြင်ပပေါင်စေ124ဒသမ34ကျံ လေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်496.4ပြင်ပပေါင်စဉ်962ကျပ်ပေါင်စွေးရှိပါတယ်။ပေါ်ပြပါမူလည်းလည်းနှုတ်တွေဟာချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စဉ်59ဒိန်8000ကျပ် ပြင်ပပေါင်စေ85ဒေ9000ကျပ်စကားပဲဒီစသားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ56ဒေ6250ကျပ်ပြင်ပပေါင်စေ80ဒေ9000ကျပ်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်လီတာကို2465ကျပ်ပရီမီယံဒီဇယ်လီတာကို3000ကျပ် အော်ဒိတ်92တတိတာကို2900ကျပ်အော်ဒိတ်95တတိတာကို2900ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးပြည်စင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်ပြည်စင်းတို့တွေကတော့စာအုပ်ဒီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6585ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစင်းတို့တွေကတော့ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမီဇီမာပရိုင်တိုင်းမီဇီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါတမီးစီမပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါလိမ့်မယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။